အလုံးမင်္ဂလာပါရှင်ဒီကနေ့မေလာ21ရက်ဗောဒုံနေ့အတွက်မော်လိဝတ်သားခံမှန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်ဒီကနေ့မေလာ21ရက်နေ့ညနေပိုင်းအထိငလေးတန်းသိမင်္ဂလေးတိုင်းအတွင်းနေရောက်ွက်ပြီးမိုးကြီးနိုင်တာကြောင့်ပြိုကျလူဆဲဖြစ်ပေါ်နေတဲ့အဆောက်အဦတွေရဲ့အနီနာမှာနေထိုင်ခြင်းမပြုဖို့လိုအပ်ပါမယ် ကရဏီကရပြည်ရှမ်းပြည်တောင်ပိုင်းပဲခူးတိုင်းနဲ့မကွေးတိုင်းတို့မှာနေရာကျကျကျန်ပြည်နယ်နဲ့တိုင်းတို့မှာနေရာစစ်စစ်မုန်တစ်ချုံရောက်တော်နိုင်ပြီးရောရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။ကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းအရှေ့လေပိုင်းနဲ့အရှေ့မြောက်ပိုင်းတို့မှာမုန်တုံလေအားနေနေပြီးကျန်မင်္ဂလားပင်လယ်အော်မှာတည်ရင်တည်ရင်ဖြစ်ထွန်းနေပါတယ်။မြမပင်လယ်ပြင်မှာတော့လှိုင်းအသင်းတွေရှိမှဖြစ်ပြီးမြမကန်ရယ်တရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာလှိုင်းမြင့်၅ဘေကနေ9ဘေကန်ရှိနိုင်ပါတယ်။ ကချင်ပြည်ကရင်ပြည်မွန်ပြည်ရခိုင်ပြည်ရှမ်းပြည်နေပြည်တော်မန္တလေးတိုင်းပဲခူးတိုင်းနဲ့တရနာတိုင်းတို့မှာမိုးတိမ်တောင်းတွေဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်းတွေရွေရှားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်းမိုးတစ်ချောင်းခြင်းမိုးကြိုးပြစ်ခြင်းပြစည်းလက်ခြင်းနဲ့မိုးသည်ကြွေခြင်းစားတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကျူတင်သတိပြုနေထိုင်ကြဖို့စစ်ကောင်စီမိုးစလာကအကြံပြုထားပါတယ်။ မေလာ23ရက်နေ့မှာဘင်္ဂလားပင်လယ်အော်အတွင်းဖြစ်ပေါ်လာနိုင်တဲ့လေပြင်းရဲရေဝံအရှိန်ကြောင့်မနက်ဖြန်ကနေစတင်ပြီးဇွန်လ3ရက်နေ့အထိရခိုင်ပြည်ချင်းပြည်ကချင်ပြည်မွန်ပြည်ကရင်ပြည်မန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းနဲ့တနင်္လာရီတိုင်းတို့မှာမိုးရွာနိုင်ခြင်းမြင့်တက်လာပြီးမိုးအထင်တင်ကနေမိုးများနိုင်ပါမယ်။ ကျန်ပြည်နယ်နဲ့ဒိုင်းတွေမှာတော့မိုးအနှင်းငယ်ကနေမိုးအသင်တင်ရွာနိုင်မယ်လို့မော်လဝတ္တပညာရှင်ဝန်နိုင်ကခန့်မှန်းထားပါတယ်။ဒါအပြင်မြဝကျွန်းပေါ်နဲ့မွန်တရနာရီကေယိုရန်ရခိုင်ကေယိုရန်တို့လျှောက်မှာမေလ26ရက်နေ့ကနေစတင်ကမိုးသက်လေပြင်းကြာရောက်နိုင်ပြီးလှိုင်ကြီးနိုင်ပါတယ်။မိုးသက်လေပြင်းများကြာရောက်စဉ်မြဝကျွန်းပေါ်နဲ့မွန်တရနာရီကေယိုရန်တို့လျှောက်မှာလှိုင်မြင့်ဟာစနေပေအထိမြင့်တက်နိုင်သလိုရခိုင်ကေယိုရန်တို့လျှောက်မှာတော့လှိုင်မြင့်ဟာ73ပေအထိမြင့်တက်နိုင်ပါတယ်။ နောက်နှစ်ရက်အတွင်းမြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာမိုးသည်ထန်စွာရွာသွန်းခြင်း၊မိုးတိမ်တောင်တွေဖြစ်ပေါ်ခြင်း၊လေပြင်းတိုက်ခတ်ခြင်းစတဲ့ထိခြုံမဲ့အခြေအနေများဖြစ်ပေါ်နိုင်ပါတယ်ရှင်။အခုလိုသတင်းတွေကိုပုံပုံမျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရေရှည်ရက်တီနိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါရှင်။ သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။